ကရင်ပြည်နယ်ကောက်ကရိုင်းမြို့တောင်ပိုင်းမှာ KNL တော်လန်ရေးပူပေါင်းအဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတိုက်ပွဲနဲ့ပတ်သက်ဆက်ဆိုင်မှုရှိတဲ့အခြေရွာတွေကိုပါစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပုံမှန်ပြုလုပ်လာတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ်ခရညူတက်မာချောင်းနယ်မြေကော့ဂရိတ်မြို့အနီးကော့နွဲ့နဲ့ရွာသက်ကုံကျေးရွာတွေဘက်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ယခုမတ်လအစောပိုင်းရက်တွေမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းဖွဲ့တို့ကြောင့်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တာပါ။ ကော့ဂရိတ်တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေအတွင်းတော်လန်ရေးပူပေါင်းတပ်ဘက်ကတပ်ဖွဲ့ဝင်တချို့ထိခိုက်ကြဆုံးတာတွေရှိနေခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်း၁၀ဦးကျော်အထိထိခိုက်သေးဆုံးတာတွေရှိနေတယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့တော်လန်ရေးပူပေါင်းအဖွဲ့တချို့ကထုတ်ပြန်ထားပါတယ်။ ်ကော့ဂရိတ်တောင်ပိုင်းတိုက်ပွဲတွင်အထိနာသွားခဲ့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာကော့နဲနဲ့ရွာသိကုန်းကျေးရွာတွေဘက်မှဒေသခံပြည်သူတွေရဲ့နေအိမ်အလုံးရာနယ်ခြေကိုမိရှို့ဖျက်ဆီးထားသလိုတိုက်ပွဲဖြစ်ပွားမှုနဲ့သက်ဆိုင်မှုမရှိတဲ့ကော့ဂရိတ်တောင်ပိုင်းကကျေးရွာတွေဖြစ်တဲ့ဘော်တိုင်းစံဖလာအစွန်ကျေးရွာတွေတဲကိုလည်းလေရင်နဲ့ဆက်တိုက်ပုံကျဲခဲ့ပါတယ်။ ကွန်ကရစ်တိုက်ပွဲမှာစစ်ကောင်စီတပ်က drone လက်နက်ကြီးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမအုံပြုတိုက်ခိုက်နေရလို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ Savage War Column စစ်ကြောင်းမှုဘိုးစန်းတေးကတန်လွင်ထမ်းမှုပြောပါရယ်တိုက်ပွဲအတွင်းစစ်ဘက်ဆိုင်ရာပြစ်မှတ်မဟုတ်တဲ့အရသာပြည်သူတွေနေထိုင်ရာကွန်ကရစ်မြို့တောင်ပိုင်းအစွန်းကြီးရွာကို match လ9ရက်နေ့မနက်တနင်္ဂနွေခွဲချိန်ခန့်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါရယ် ်ဒီလိုလေကြောင်းကနေတိုက်ခိုက်မှုကြောင့်နေအိမ်၅လုံးထိမှန်ပျက်စီးပြီးပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေါ်လန်ရေးပူပေါင်းအဖွဲ့တစ်ခွဲဖြစ်တဲ့ Special Operation Group SOG ကသတင်းထုတ်ပြန်ပါတယ်။